သုံးမင်္ဂလာပါခင်ဗျာမရွှေတို့ကိုဒီနေ့ live မှာဘုရားဖြစ်မြဝေဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ engine ချက်မီလေးနဲ့ပြစ်ချက်ပေါ့နော် engine ချက်မီလေးနဲ့အခါမှာကျွန်တော်တို့အနေနဲ့မလုပ်တဲ့လေဒီအကြောင်းအရာကိုမရွှေတို့ကိုဘုရားဖြစ်မြဝေဆွေးနွေးခြင်းပါလေ engine ချက်မီလေးနဲ့အခါမှာနောက်ဆက်တွဲကြုံတွေ့လာနိုင်တဲ့ဆိုးကျိုးတွေလည်းအများကြီးပဲရှိပါတယ်ဒါပြင် engine ချက်မီလင်းစေနိုင်တဲ့ပြစ်ချက်တွေလည်းများစွာရှိပါတယ် ်အင်ဂျင်ချက်မီလင်းပြီးတယ်ဆိုတာကကျွန်တော်တို့ကားအင်ဂျင်ဒီမှာပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်ကွန်ထရိုးဘောက်တွေပါလာတယ် ECU လို့ခေါ်တဲ့ဒီကွန်ပျူတာဘောက်တွေပါလာတယ်ပေါ့နော်အဲ့လိုကွန်ပျူတာဘောက်တွေပါလာတဲ့အခါမှာဒီအင်ဂျင်မှာပြစ်ချက်ရှိနေတဲ့အခါမှာအဲ့ဒီကွန်ပျူတာဘောက်ကနေပြီးတော့မှကားမောင်းတဲ့သူကိုသို့မဟုတ်ကားပြုပြင်တဲ့သူကိုအသိပေးတဲ့အနေနဲ့ကားရဲ့ဒိုင်ကွက်မှာချက်မီကိုလင်းပြီးတာဖြစ်ပါတယ်အရင်တော့ကားတွေမှာဆိုရင်တော့ ဒီသက်ဆိုင်ရာစနစ်တွေပေါ့နော်ဘယ်စနစ်ကပဲပြစ်ချက်ဖြစ်ဖြစ်အင်ဂျင်ချက်မီကိုပဲပြင်လင်းပြီးတော့မှအဲဒါပြစ်ချက်ရှိနေရဆိုတာကိုအတိပေးတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းကားတွေမှာဆိုရင်တော့သက်ဆိုင်ရာသူ့ရဲ့ဒီစနစ်တွေအလိုက်ပေါ့နော်ချက်မီတွေကပုံစံမျိုးမျိုးတွေဖြစ်လာတယ်ကျွန်တော်အင်ဂျင်ချက်မီဆိုလို့ရှိရင်ဒါကအင်ဂျင်နဲ့ဂီယာဘောက်ရဲ့ပြစ်ချက်ကြောင့်ပေါ့နော်အဲဒီပြစ်ချက်တစ်ခုရှိတဲ့အခါမှာဆိုလို့ရှိရင်အင်ဂျင်ချက်မီကိုပြီးပြီးတော့နင်းတယ် ်တကယ်လို့ ABF ဘိုင်းပေါ့နော်ဒီ break ဘိုင်းမှာပြည့်ချက်ရှိနေတယ် ABF ဘိုင်းမှာပြည့်ချက်ရှိနေရဆိုရင် ABF မီလင်းနဲ့အောက်ဘိုင်းစနေနဲ့ပတ်သက်ပြီးတော့ပေါ့နော် ABF ဒီ AAC ဘိုင်းပေါ့နော်အဲ့ဒီဘိုင်းမှာပြည့်ချက်ရှိတယ်ဆိုလို့ရှိရင် AAC ဆိုတဲ့မီလင်းလာမယ်ဒါပြင်အဲကျွန်တော်တို့ CRN ဘိုင်းပေါ့နော် CRN မှာဆိုလို့ရှိရင် motor CRN နေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ ပြစ်ချက်ရှိတဲ့အခါမှာ EPS ဆိုတဲ့မီးလင်းလာတယ်အဲတချို့ဆီယာတွေမှာဆိုရင် VDIF ပါလာတယ် VDIF မှာပြစ်ချက်ရှိတဲ့အခါမှာ VDIF ဆိုတဲ့မီးလင်းလာတယ်ပေါ့နော်အဲတာယာပိုင်းမှာပြစ်ချက်ရှိရင်အဲဒီဟောပေါ့နော်တာယာနဲ့ပတ်သက်တဲ့မီးတွေလင်းလာတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်သူ့ရဲ့သက်ဆိုင်ရာစနစ်တွေအတွက်ကိုမီးတွေကိုတီးတဲ့ချက်မီးတွေကိုတီးတဲ့ထားပြီးထားတယ်အကျော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကအင်ဂျင်ချက်မီးပေါ့နော်အင်ဂျင်ချက်မီးလင်းတဲ့အခါမှာကျွန်တော်တို့ဒီတိုင်းပဲပြစ်ထားတင်လား ဘာတွေလုပ်တင်လဲပေါ့နော်ဒီအကြောင်းအရာကိုတော့ကျွန်တော်ဆွေးနွေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအင်ဂျင်ချက်မီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လင်းရတဲ့အကြောင်းရင်းကအင်ဂျင်နဲ့ဂီယာဘောင်းမှာပြစ်ချက်တစ်ခုခုရှိတဲ့အခါမှာအင်ဂျင်ချက်မီးလင်းလာမှာဖြစ်တယ်အဲ့လိုမျိုးလင်းလာဖို့အတွက်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီကွန်ပျူတာဘောင်းလို့ခေါ်တဲ့ ECU ကဒီသက်ဆိုင်ရာစန်စာတီးတီးရလာတဲ့အချက်လက်ပေါ်မူတည်ပြီးတော့မှသူကလိုက်ပြီးတော့ထိန်းချုပ်ပေးတယ်ဆလိုနိုက်တွေကိုလိုက်ပြီးတော့ထိန်းချုပ်ပေးတယ်ပေါ့နော်ဥပမာပြရမယ်ဆိုရင် ဒီ gear ဘောင်းမှာဆိုလို့ရှိရင် gear ဘောင်းရဲ့ဘားဘော်ဒီထဲမှာ solenoid တွေရှိမယ် SND solenoid တွေ SNU solenoid တွေအဲအစားကြည့်ဒီဖြစ်ပါတော့ဒီ gear ဘောင်းမှာရှိနေတဲ့ဘားဘော်ဒီ solenoid တွေရှိမယ်အဲ့ဒီဘားဘော်ဒီ solenoid တွေကိုထိန်းချုပ်တာက ECU လို့ခေါ်တဲ့ computer ဘောက်ကနေထိန်းချုပ်တာဖြစ်ပါတယ်အဲ့တော့ computer ဘောက်ကဒီ engine ကိုလည်းထိန်းချုပ်သလို gear ဘောက်ကိုလည်းထိန်းချုပ်တယ်တချို့ရဲ့ကားတွေမှာကတော့ gear ဘောက်အတွက် TCM ဆိုပြီးတော့ဒီ transmission control module ဆိုပြီးတော့တည်တံ့ပါတဲ့ ကားတွေလည်းရှိတယ်ပေါ့နော်အဲဒါပေမဲ့တော်တော်မများကားကြတော့ဒီ engine နဲ့ gear ကိုအဲတွဲပြီးတော့ကွန်ပျူတာပေါက်တစ်လုံးနဲ့ပဲထိန်းချုပ်ကြတယ်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီ gear ပေါက်ကအဲဒီရှိနေတဲ့ solenoid တွေကို ECU ကနေပြီးတော့ထိန်းချုပ်တဲ့အတွက်ပေါ့နော်ဒီ solenoid တွေကိုထိန်းတဲ့အခါမှာဒီ ECU ကဘယ်ရဲ့ data အချက်လက်တွေကိုယူလဲဆိုတော့ သက်ဆိုင်ရာစံစာတိတိယအချက်လက်တွေကိုယူရဲဥမာရီနဲ့လီဘာစံစာကအချက်လက်တွေယူမယ်ဝါဒတမီချာစံစာကအချက်လက်တွေယူမယ်နောက်ဒီ crime စံစာ kim chat စံစာအစရှိစီဖြစ်ပေါ့နော်ဒီစံစာတိတိယလာတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့မှကားကဘလောက်မြန်နှုံးနဲ့သွားနေလဲလီဘာကဘလောက်နင်းထားလဲအစရှိစီဖြစ်ပေါ့နော်အဲ့ဒီပေါ်မအဲ့ဒီပေါ်မူတည်ပြီးတော့မှ ECU ကတွက်ချက်ပြီးတော့ဒီဆလိုနိုက်တွေကိုခိုင်းတယ်ဒါဆိုရင်ဘယ်ဂီယာကိုချိန်ပြရမယ်ဒါဆိုရင်တော့ ဒီ speed ဆိုရင်တော့ဘေဂီယာကိုချိန်မိရမယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့သူကထိန်းချုပ်ပြီးတာဖြစ်ပါတယ်အဲ့လိုမျိုးထိန်းချုပ်ပြီးတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကဒီအဲဒီဒီပြစ်ချက်တစ်ခုခုပေါ့ဗျာเนาะပြောမယ်ဆိုလို့ရှိရင်ဆလိုတိုင်းမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တခြားသော ပြစ်ချက်ဒီမှာတစ်ခုခုရှိလာပြီဆိုတဲ့အခါမှာ ECU ကတော့တက်တဲ့နေမြလိုက်ပြီးတော့ထိမ့်မိတယ်ထိမ့်ပေးရင်းနဲ့မှလုံးဝမနိုင်တော့ဘူးဆိုလို့ရှိရင်တော့ ECU ကချက်မီးကိုပေးလင်းလာတာဖြစ်ပါတယ် အဲ့လိုမျိုးပေးလင်းလာတဲ့အခါမှာတော့ဒါကာမောင်းသူကတိလာတယ်ဒါဆိုရင်တော့ကျွန်တော် workshop မှာဒါပြင်ပြရမယ်ဗောနော်ဒီလိုပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ engine ချမ်းပြီးလင်းလာတယ်ဆိုတော့ပြည့်ချက်ဖြစ်ပြီဆိုရင်တော့တည်ကြတယ်ဒါကလုံးဝဖြည့်ရှင်းမှကိုရမယ်ပြဿနာမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ engine ချမ်းပြီးလင်းတဲ့အနေအထားကိုမရှင်းမှန်းတဲ့ဒီတိုင်းထားမယ်ဗောဗျာနော်ဥပမာ engine ချမ်းပြီးလင်းနေတဲ့ပြည့်ချက်ဒီကိုရင်ဆွေးနွေးကြည့်ကြရအောင် engine ချမ်းပြီးလင်းနေတဲ့ပြည့်ချက်ဒီကအများကြီးရရှိမယ် ကျွန်တော်ဒါတစ်ချက်ချင်းဆွေးနွေးရမယ်ဆိုလို့ရှိရင်စံစာကြောင့်အင်ဂျင်ချက်မီလင်းမယ်ဆလိုနိုက်တွေကြောင့်အင်ဂျင်ချက်မီလင်းမယ်နောက်ဒီစက်ပိုင်းဆိုင်ရာပြစ်ချက်ကြောင့်အင်ဂျင်ချက်မီလင်းမယ်ပြီးတော့ကျွန်တော်တို့ဘောက်တွေကြောင့်ပေါ့နော် control ဘောက်တွေကြောင့်အင်ဂျင်ချက်မီလင်းမယ်အဲ့တော့အကြမ်းချင်းဒီ၄ချက်ပေါ့နော်အဲ့တော့ကျွန်တော်စန်စာလို့ဆိုတဲ့နေရာမှာစန်စာတွေကအများကြီးပဲရှိမယ်။ဥပမာအောက်ဆီဂျင်စန်စာရှိမယ်၊ MAS စန်စာရှိမယ်၊ MAB စန်စာရှိမယ်၊ Water Temperature စန်စာ၊ IAD စန်စာ၊ Crankshaft ဒီ ကင်းချက်စံစာတွေရှိမယ်လီတကားစံစာတွေရှိမယ်ပေါ့ဗျာနော်နော့စံစာတွေရှိမယ်ပေါ့နောက်တခြားသောဂီယာဘောင်းမှာစပီစံစာတွေလည်းရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးစံစာတွေပြည့်ချက်ဖြစ်တဲ့အခါမှာလည်းချက်မီပေးလင်းမယ်နောက်တစ်ချက်အနေနဲ့ကဆလိုနိုင်တယ်ဥပမာဆိုရင်အင်ဂျင်နာမှာပြည့်ချက်ရှိနေတာတို့ VVDI control bar တွေမှာပြည့်ချက်ရှိနေတာတို့ဒီဘာဘော်ဒီဆလိုနိုင်တွေမှာပြည့်ချက်ရှိနေတာတို့နောက်လေဘာတွေမှာပြည့်ချက်ရှိနေတာတို့နောက်ဒီ ISC ဘာတွေမှာအာပြည့်ချက်ရှိနေတာတို့နောက်လေတကားမော်တာနဲ့ အလုပ်တဲ့လေကားတွေမှာဆိုလို့ရှိရင်လေလေကားမော်တာမှာပြည့်ချက်ရှိနေတာတို့ဒါရီယာဆိုရင်အဒီအင်ချက်မီလင်းစေနိုင်ပါတယ်ဒါတော့ဆိုလိုနိုင်ပိုင်းပေါ့နော်နောက်ထပ်တစ်ပိုင်းကကြတော့မက်ကနီကယ်ပိုင်းပေါ့ဗျာနော်ဒီစပိုင်းဆိုင်ရာပြည့်ချက်တွေအဲ့လိုမျိုးပြည့်ချက်တွေကကြတော့ဘလို့နေသားမျိုးလဲဆိုတော့ဥမာ compression ဟာနေတာမျိုးဘာဟာမဲ compression နေကြပြီးတော့ rain နေကြနေပြီးတော့ဟာနေတာမျိုးပေါ့နော် compression ကြတယ်ဆိုလို့ရှိရင်လေအဲကျွန်တော်ဒါ P0 300လိုမျိုးကုတ်တွေတက်လာစေနိုင်တယ်ပေါ့နော်အဲဒီလိုမျိုးပြစ်ချက်တွေလည်းရှိမယ်ပေါ့ဗျာနော်ဒါအပြင်ကျွန်တော်တခြားသောဒီဥမာနေနဲ့ engine ရဲ့ convention chamber ထဲမှာမီလောင်ကန်ထဲမှာကာဗွန်ဂျိုးတွေအရင်များနေတယ်အဲ့ဒီခါမှာအဲဒီပေါ့နော်ဒီ noggin တွေဖြစ်မယ်အဲ့ဒီကနေပြီးတော့မှချက်မီလင်းတဲ့ပြဿနာမျိုးတွေလည်းဖြစ်လာစေနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကသုံးသပ်ရမယ်ဆိုရင် engine ချက်မီလင်းနေနိုင်တဲ့ပြစ်ချက်တွေမှာဒီချက်၄ချက်ကတော့ဒါဖြစ်နိုင်တယ်အဲ့ဒီအပြင်ကို လေးပိုင်လေးပြုတ်နေတာကလည်းအင်ဂျင်ချက်မီလင်းစေနိုင်နေတယ်ပေါ့နော်။ဒါကကျွန်တော်တို့ဒီစပိုင်းဆိုင်ရာတိစစ်ထဲမှာထည့်ထားတယ်။ကျွန်တော်လေးပိုင်လေးကွဲနေတာလေးပိုင်လေးပြုတ်နေတာလေးစစ်အထိုင်မကျတာဒါတွေအရဆိုလို့ရှိရင်လည်းအင်ဂျင်ချက်မီလင်းစေနိုင်တယ်။နောက်တစ်ချက်အနေနဲ့ကစီတိုင်းကြီးအဖုံးမလုံတာပေါ့နော်။ဒါတွေကလည်းအင်ဂျင်ချက်မီလင်းစေနိုင်တယ်။ အင်ဂျင်ဝိုင်ဖုံးမလုံတာကလည်းအင်ဂျင်ချက်မီလင်းစေနိုင်တယ်။အဲကျွန်တော်တို့ဒီယူရိုဘက်ကလာတဲ့ကားလေးမှာဆိုရင်အင်ဂျင်ဝိုင်ဖုံးကိုအင်ဂျင်နှိုးထားရက်နဲ့ဖွင့်လိုက်တဲ့အခါမှာအင်ဂျင်ချက်မီထားပြီးတော့လင်းတယ်ပေါ့နော်ဒီလိုမျိုးပြစ်ချက်တွေလည်းရှိတယ်။တချို့ကားလေးဆိုရင်အင်ဂျင်ဝိုင်အဲဒီထည့်တဲ့အခါမှာအင်ဂျင်ဝိုင်ကသူ့ရဲ့သတ်မှတ်ထားတဲ့အင်ဂျင်ဝိုင် grade မဟုတ်ရင်အင်ဂျင်ချက်မီလင်းတာမျိုးတွေလည်းရှိတယ်ပေါ့နော်။အဲဒီလိုမျိုးပြစ်ချက်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ စပိုင်းဆိုင်ရာပြည့်ချက်ဒီလားကွန်ထရိုးပိုင်းဆိုင်ရာပြည့်ချက်ဒီလားစင်ဆာပိုင်းဆိုင်ရာပြည့်ချက်ဒီလားဗောနော်ဒါကိုခွဲခြားဖို့တော့လိုအပ်တယ်ဒါကြောင့်အင်ဂျင်ချက်မီလင်းစီနိုင်တဲ့ပြည့်ချက်တွေကပြောမယ်ဆိုရင်တော့အဲဒစီလုံးကုန်သွားနိုင်တယ်ဗောနော်အများကြီးပဲဖြစ်နိုင်တဲ့ပြည့်ချက်တွေကအများကြီးပဲဘာမဟုတ်တဲ့ကိစ္စလေးကြောင့်လည်းလင်းလင်းစီနိုင်လို့အဲတကယ်ကို heavy ဖြစ်တဲ့ပြည့်ချက်တွေကြောင့်လည်းလင်းစီနိုင်တယ်အဲ့တော့ကျွန်တော်အင်ဂျင်ချက်မီလင်းရင်ပြုပြင်တဲ့အခါမှာလွယ်ကူသလားဗောနော်ဒါလည်းမလွယ်ကူလို့ပြောလို့ရတယ်ဗောနော် တချို့လွယ်လွယ်ကူကူနဲ့ဖြည့်ရှင်းလို့ရတဲ့ဟာမျိုးတွေလည်းရှိတယ်ဥမာဒီစီတိုင်းကြီးဖုန်းလေးမလုံတာအကြောင်းအရင်ချက်မီလေးနဲ့ဆိုရင်ပြဿနာမရှိတာစီတိုင်းကြီးဖုန်းလေးပြန်ပိတ်တာ ਨੇ ဒါကအဆင်ပြေသွားနိုင်တယ်ဒါပေမဲ့ဥမာပြရမယ်ဆိုရင် P0 171လို့မျိုးကုတ်တွေပေါ့နော် P0171 တို့ P0172 လို့မျိုးဒီ system 2 link တို့ system 2 race တို့အဲလိုမျိုးစီလီချိုးနည်းချင်းစီလီချိုးများချင်းဆိုတဲ့ပြစ်ချက်ကုတ်တွေဆိုရင်တော့ဒီပြစ်ချက်တွေကိုဖြည့်ရှင်းတဲ့အခါမှာလွယ်လွယ်ကူကူနဲ့ပြီးမှာမဟုတ်ဘူး လော်လော်ကူကူပြီးနိုင်တယ်တချို့ကျွန်တော်ပြောသလိုပေါ့၄ပိုက်လေးကွဲနေတာကလည်း PG 171ဆိုတဲ့ကုတ်တွေကတက်နိုင်တယ်ဒါပေမဲ့အဲ့လို၄ပိုက်ကွဲတဲ့အဆင်မဟုတ်ဘန်းနဲ့ PG 171 172ဆိုတာ heavy လည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ PG 171 172ကစီလေချိုးဒါမညီတာပေါ့ပြောမယ်ဆိုရင်များတာနည်းတာဖြစ်တာပေါ့ဗျာ။နော်အဲ့လိုမျိုးဖြစ်တဲ့တစ်ချက်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဥမာ PG 171ဖြစ်ဖြစ်172ဖြစ်ဖြစ်ဖြည့်ရှင်းတဲ့အခါမှာ C line ကျွန်တော်တို့စစ်ဆေးရမယ်။နောက် ဒါလေလိုင်းစစ်ဆေးရမယ်။လက်ရှိအင်ဂျင်တွေဒါမီလိုင်းစစ်ဆေးရမယ်ပေါ့နော်။ဒီ၃လိုင်းကိုကျွန်တော်အဓိကထားစစ်ဆေးရမှာဖြစ်လို့ရေလိုင်းမှာပါတယ်ပေါ့နော်စစ်ဆေးရမှာ။အဲ့တော့ကျွန်တော် C လိုင်းလေလိုင်းမီလိုင်းရေလိုင်းဆိုတော့ပြောမစွင်အင်ဂျင်တစ်လုံးလုံးကုန်ပြီလို့ပြောလို့ရတယ်။ C လိုင်းမှာဆိုလို့ရှိရင်အင်ဂျင်တာတွေပါမယ်၊ဖစ်တာတွေပါမယ်၊ပန့်တွေပါမယ်ပေါ့နော်။နောက်ဒီ regulator ဘားတွေပါမယ်။မီလိုင်းမှာဆိုလို့ရှိရင်ပလက်တွေပါမယ်၊ပလက်ကွိုင်းတွေပါမယ်ပေါ့ဗျာနော်။နောက်ဒီကျွန်တော်တို့ ဘောနော်ဒီလေလိုင်းဆိုလို့ရှိရင်လေလေလိုင်းမှာဆိုရင်ဘာတွေရှိမလဲလေစစ်တွေကအစားပြီးလေပိုက်တွေပါမယ်လေပိုက်ကလစ်တွေပါမယ်လေပိုက်တွေကွဲနေသလားအဲနောက်ဒီတခြားဘောနော်ဒီလေတကားတွေရှိမယ်ပြီးရင်စန်စာပိုင်းတွေသူ့လေလိုင်းနဲ့သက်ဆိုင်တဲ့စန်စာဆိုရင်ကျွန်တော်တို့လေအဝင်ကနေ attractive ဖြစ်တဲ့အတွက် MAB MAF နောက်ဒီ shorter position စန်စာ ID စန်စာပြီးရင်အောက်ဆီဂျင်စင်ဆာတွေပါမယ်။ဒီ air fuel reduce စင်ဆာတွေပါမယ်ပေါ့ဗျာ။နော်ဒီလိုမျိုးဖြစ်တဲ့အတွက်စင်ဆာတွေလည်းအများကြီးပါလာမယ်။ အဲ့ဒီအပြင်ကိုလေတိုင်းမှာဘာတွေပါပါလဲဆိုတော့ EGR ဘာတွေပါပါလဲပေါ့နော်ဒါက PD171 တို့172တို့တက်တဲ့အခါမှာကျွန်တော်အနေနဲ့စစ်စီရမာတွေကတော်တော်များတယ်ဆိုတာလေးကိုဒါနမူနာအနေနဲ့ရှင်းပြပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီချက်မီလင်းတဲ့အခါမှာဒီလိုမျိုးပြစ်ချက်တွေအများကြီးပဲဖြစ်စီနိုင်တဲ့အတွက် မဖြစ်မနေပေါ့နော်အင်ဂျင်ချက်မီလင်းပြီဆိုတာနဲ့ diagnostic scanner နဲ့ထိုးပြီးတော့မှစစ်ဆေးမယ်ဆိုရင်တော့ပို့ပြီးတော့အဖြေကရခိုင်နှုန်းပို့ပြီးတော့တိကျတာပေါ့ဗျာနော် အဲ့ဒါကျွန်တော်တို့အနေနဲ့ဒါအင်ချမီလေးမိဆိုတာသိပြီဆိုတာနဲ့ diagnostic scanner နဲ့ထိုးပြီးတော့ဆက်လိုက်မယ်ဆက်လိုက်တဲ့အခါမှာပြစ်ချက်ကုတ်တော့ကျွန်တော်တို့အနည်းဆုံးသိရမယ်အဲ့တော့ပြစ်ချက်ကုတ်သိရပြီဆိုလို့ရှိရင်အဲ့ဒီမှာဘာကိုထပ်ပြီးဆက်ရမလဲဆိုတော့ live data ကိုကြည့်ရမယ်ပေါ့နော် live data ကိုကြည့်လိုက်ပြီးလို့ရှိရင် live data ထဲမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ engine ရဲ့ engine mind ဆိုရင်လည်းဒီပြစ်ချက်ကုတ်ရပေါ့နော် engine mind လား gear ဘောင်းလားပေါ့ဗျာနော် engine mind ဆိုရင်လည်းကျွန်တော်တို့ engine mind ရဲ့ live data ကိုကြည့်တဲ့အခါမှာဥမာအောက်ဆီဂျင်ဆန်ဆာပြည့်ချက်လို့သူကပြတယ်ပေါ့ဗျာနော်ဒီ DDC ကုတ်ထဲမှာအဲ့လိုပြတယ်ဒါဆိုရင်ကျွန်တော်တို့ကမလုပ်မလဲဆိုအောက်ဆီဂျင်ဆန်ဆာရဲ့ data ကိုဦးစားပေးပြီးတော့ target ထားပြီးတော့ကြည့်ကြမယ်အောက်ဆီဂျင်ဆန်ဆာကပုံမှန်ဆိုလို့ရှိရင်0ကနေ1ဖို့ချာမှာအာဒီအမြဲတမ်းအတက်ဆင်းဖြစ်နေရမယ်ဒါအမြဲတမ်းတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်ဥမာ0.9လောက်ဖြစ်သွားလိုက်0.14လောက်ပြန်ကြလိုက်0.9လောက်ဖြစ်လိုက်ပြန်ကြလိုက်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်အဲ့ အောက်ဆီဂျင်ဆန်ဆာကသူ့ရဲ့ data ကအတည်ဖြစ်နေတယ်ဥပမာ0.4လောက်မှာလုံးဝမလှုပ်ဖမ်းတဲ့အတည်ဖြစ်နေဆိုရင်ဒါကတော့အောက်ဆီဂျင်ဆန်ဆာဖြစ်ချက်လို့ကျွန်တော်ကအကြမ်းင်းသုံးသပ်လို့ရတယ်ဒီနေရာမှာမှအောက်ဆီဂျင်ဆန်ဆာကိုပိုတည်ကြအောင်ကျွန်တော်ဘာလုပ်မလဲဆိုတော့အောက်ဆီဂျင်ဆန်ဆာကိုသူ့ရဲ့ကြိုးလိုင်းကိုတိုင်းကြည့်မယ်ကြိုးကအကြမ်းင်းအောက်ဆီဂျင်ဆန်ဆာဒီမှာ၄ပင်ရှိမယ်၄ပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့၂ပင်ကအဲပုံမှန်ဆိုတော့၃ပင်က issue တွေဝင်တယ်ကျွန်တော်၂ပင်ကကြတော့ sorry ၃ပင်ကကြတော့တော့ဖွင့်တာနဲ့အပေါင်းရောက်တယ်အဲ့တော့ကျွန်တော်တော့ဖွင့်တာနဲ့အပေါင်းရောက်ရလား ကျန်တဲ့၃မိငါ ECU နဲ့ဆက်သွယ်မှုရှိရလားဒါတွေပါစစ်ဆေးရမှာပေါ့နော်အောက်ဂျီယံဆန်ဆာပစ်ချက်ဆိုတာနဲ့တမ်းပြီးလဲလိုက်မယ်ဆိုရင်တကယ်လို့ကျိုးလိုက်ကသာဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ဒါလဲတာကလဲမောဖြစ်သွားလိမ့်မယ်ပေါ့ဗျာနော်မလိုအပ်ဖက်နဲ့လဲလဲရတာမျိုးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါဒီချောင်းဒီကုတ်ကိုယင်ကြည့်မယ်ပြီးလို့ရှင်သူရဲ့ live data ကိုကြည့်မယ်ကြည့်ပြီးတော့မှဘယ်ပြချက်လဲဆိုတာကိုဒါဆုံးဖြတ်ကြမယ်ပေါ့နော်ဥမာပြောရမယ်ဆိုရင်နောက်ထပ်ပြချက်ကုတ်အနေနဲ့ B0 အဲဒါ420ကုတ်ဒီ430ကုတ်ဒီ ကြောက်စကားနဲ့ပတ်သက်တဲ့ကက်ဒလက်တစ်ကွန်ပျူတာနဲ့ပတ်သက်တဲ့ကုတ်တွေပေါ့ဗျာနော်အဲ့ဒီကုတ်တွေဆိုလို့ရှိရင်လည်းဖြစ်နိုင်တဲ့ပြစ်ချက်တွေကအများကြီးပဲရှိမယ်ဥမာ P0 အဲ P0 420ပေါ့ဗျာနော်420ကုတ်တက်တယ်ဆိုလို့ရှိရင်420ကုတ်အရာကဒါဖြစ်နိုင်တဲ့ပြစ်ချက်အရာကကြောက်စကားပေါ့နော်ကက်ဒလက်တစ်ကွန်ပျူတာလို့ခေါ်တယ်ကြောက်စကားပိတ်တာလားများသောအားဖြင့်လည်းကြောက်စကားတက်တန်းကုန်တာလို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့သတ်မှတ်ထားတဲ့စွမ်းဆောင်ရည်အောင်ကြာနေပြီဆိုတော့ပြစ်ချက်ဖြစ်တဲ့အတွက်ဒါက အဲမဖြစ်မနေကြောက်စကားလဲရတော့မယ်ပေါ့နော်ဒါပေမဲ့ဒီကုတ်အရာကကြောက်စကားလဲတာတခုလည်းမဟုတ်ဘူးအိတ်ဇောပေါက်ရင်လည်းအိတ်ကုတ်တက်တယ်အဲဒီကြောက်စကားမတိုင်ခင်မှာအိတ်ဇောပေါက်တာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအိတ်ကုတ်တက်တယ်နောက်အောက်ဆီဂျင်ဆန်စာကြောင့်လည်းအဲ့ဒီကုတ်တက်တယ်အင်ဂျင်တာစီကြများရင်လည်းအဲ့ဒီကုတ်တက်တယ်ဒါကြောင့်ကျွန်တော်တို့ကဖြစ်နိုင်တဲ့ပြစ်ချက်ပေါ်မူတည်ပြီးတော့မှသူ့ရဲ့တက်လာတဲ့ပြစ်ချက်ကုတ်ပေါ်မူတည်ပြီးတော့မှဘာပြစ်ချက်လဲဆိုတာကိုစဉ်းစားမယ်ပြီးရင် live data ကိုကြည့်ပြီးတော့မှနှစ်ခုကိုပေါင်းဆက်ပြီးတော့မှစဉ်းစားပြီးတော့အတွေ့အကြုံပေါင်းထည့်လိုက်မယ်ဆိုရင်တော့ဒါ ဖြစ်တဲ့တစ်ချက်မှာအနည်းဆက်ဆုံးပြဿနာကိုကျွန်တော်တို့ညာအကောင်းဆုံးဖြေရှင်းနိုင်တယ်ပေါ့ဗျာနော်ဒါကြောင့်အင်ဂျင်ချက်မီလင်းရင်ကျွန်တော်အနေနဲ့ဘာလုပ်မလဲဆိုတော့ diagnostic scanner နဲ့ထိုးပြီးတော့စစ်ဆေးမှရမှာဒီတိုင်းရတော့စံတဝါဝါဖြစ်သွားလိမ့်မယ်အတွေ့အကြုံရတော့ဖြေရှင်းလို့တော့ရတယ်အဲများသောအားဖြင့်ပေါ့ကိုယ့်ရဲ့နယ်ပယ်ပေါ့ဗျာနော်ဥပမာကျွန်တော်ကရန်ကုန်လားမန္တလေးလားနေပြည်တော်လားတောင်ကြီးလားအစကြီးတွေဖြစ်ပေါ့အဲ့ဒီသက်ဆိုင်ရာမြို့တွေမှာအဖြစ်များတဲ့ကားတွေရှိတယ်အဖြစ်များတဲ့ပြစ်ချက်တွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါက ကိုယ့်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ဒါချမီးလင်းနဲ့ဆိုရင်တော့ဒါအများဆုံးဖြစ်နိုင်တာက MBAF စင်ဆာတို့ဒါမှမဟုတ်အောက်ဆီဂျင်စင်ဆာတို့ဒါမှမဟုတ်ရင် Crying စင်ဆာတို့ Kimchi စင်ဆာတို့ဒါတွေကိုကျွန်တော်တို့ကအဲဒါနေရာဒေသပေါ်မူတည်ပြီးတော့တချို့ရဲ့ပြစ်ချက်တွေကတော်တော်လေးကိုဆင်တူတာဖြစ်တဲ့အတွက်ကောက်ချက်ချလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့အကောင်းဆုံးကတော့ diagnosis scanner သုံးပြီးတော့မှစထိုးစစ်ဆေးလိုက်လို့ရှိရင်အဖြေကတော့ဒါပို့ပြီးတော့တိကျတာပေါ့ဒါတော့မှကျွန်တော်တို့ကဖြစ်မနေ live data ကိုကြည့်ပြီးတော့ ဖြည့်ရှင်းမှုလိုသေးတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းပြစ်ချက်ကုန်အရာဖြည့်ရှင်းတဲ့အခါမှာရေလိုက်ငါလိုက်လွဲခဲ့တဲ့ပြဿနာမျိုးတွေကျွန်တော်တော်တော်များများကြုံတွေ့ခဲ့ဘူးတယ်ကျွန်တော် line ပေါ်မှာလည်းတချို့မိတ်ဆွေတွေဆိုရင်ပြန်လဲမျှဝေတယ်ပြတဲ့ကုန်အရာကပြနေတာကတကုတ်ပြတယ်ဒါပေမဲ့တကယ်တကယ်အဲ့ဒီကားမှာအဲ့ဒီကုန်နဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းစရာမလိုဘူးပေါ့နော်မပါဘူးပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်အဲ့လိုနေထားဖြစ်ပြီးတော့မှတကယ်တကယ်တခြား diagnosis scanner တစ်လုံးနဲ့ထိုးပြီးစစ်တော့မှသူ့ရဲ့ပြစ်ချက်ကတခြားတနေရာမှာဆိုပြီးတော့ ဖော်ပြတဲ့ပြဿနာမျိုးတွေလည်းကျွန်တော်တို့ဒါကြုံတွေ့ခဲ့ဘူးတယ်ပေါ့နော်ဒါတချို့မိတ်ဆွေတွေရဲ့အဲဒီကြုံတွေ့ခဲ့တဲ့ပြစ်ချက်တွေကိုပြန်လဲမျှဝေတာကိုကျွန်တော်မိတ်ဆွေတို့တစင်ပြန်မျှဝေတာဖြစ်ပါတယ်ဒါကြောင့် diagnosis scanner ကိုလည်းအဲကျွန်တော်တို့ကဒါလုံးဝ100%ယုံလို့မရဘူးလို့ဆိုလိုတာပေါ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အတွေ့အကြုံကိုပေါင်းထည့်မှရမယ်အနေအထားမျိုးဒီနေရာမှာကျွန်တော်တချို့အပိုင်းလေးတွေကျွန်တော်မျှဝေချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တင်တဲ့အနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်တော်တော်များကြုံတွေ့ရတဲ့ ပြည်တနာလို့ပြောရမှာပေါ့နော်တချို့မိတ်ဆွေများကတင်းတန်းလာတက်တဲ့အခါမှာအခြေခံတမ်းပဲဖြစ်ဖြစ် diagnostic တမ်းပဲဖြစ်ဖြစ်တင်းတန်းလာတက်တဲ့အခါမှာဆိုရင်သူတို့ကတင်းတန်းဆင်းသွားတဲ့အခါမှာအလုံးစုံတိပီလို့ယူဆတဲ့မိတ်ဆွေတချို့ရှိတယ်ဒါပြင် diagnostic scanner ပိုင်းကိုအဲကျွန်တော်တင်ပြီးလိုက်တယ်ဆိုလို့ရှိရင်အာဒါဟိုဟိုဘောနော်ဒီဆက်ထိုးတဲ့ဒီကားမှာဘောနော် diagnostic scanner အသုံးပြုတတ်ပြီးဆက်ထိုးတတ်ပြီးဆိုတာနဲ့လုံးဝပြည့်ပြည့်စုံပြီလို့တချို့ကထင်ကြတယ်တကယ်တကယ်ကတော့အဲ့လိုမဟုတ်ဘူးဘောနော် ကျွန်တော်တို့ဒီဆက်ထိုးပြီးစစ်တယ်ဆိုတာကကျွန်တော်ပြောမယ်ဆိုရင်တော့ဒါဖုန်းသုံးတာလောက်ပဲအဲဒီခက်ခဲမှုကလောက်ပဲရှိမယ်ဒါပေမဲ့တကယ်တကယ်ကဘာမှတော့ခက်လဲဆိုတော့ဒီထဲမှာဒီပေါ်နေတဲ့ data တွေကို ပြန်ပြီးတော့ဖတ်တဲ့အနေအထားရဲ့ပြီးရင်ဒီပြစ်ချက်ကဘယ်နေရာဖြစ်နေရလဲဆိုတဲ့ပြစ်ချက်ကိုအတွေ့အကြုံနဲ့ပေါင်းစပ်တဲ့အခါမှာတော့ဒါလုံးဝကိုခက်ခဲတဲ့အပိုင်းတွေမှာပါတယ် diagnosis scanner ထိုးတာတော့တော်တော်များများထိုးတတ်ကြတယ်ပေါ့နော်တကယ်တကယ်ကတော့ဆုံးဖြတ်တဲ့အပိုင်းမှာ လိုအပ်ချက်တွေအများကြီးပဲရှိပါတယ်အတွေ့အကြုံတွေအများကြီးပဲပေါင်းထည့်ရတယ်ပေါ့နော်ဒါကြောင့် diagnostic scanner သုံးတဲ့ယုံနဲ့ကားမြင်တတ်တာမဟုတ်ဘူးပေါ့နော်အဲကျွန်တော်အတွေ့အကြုံတွေအများကြီးပဲလိုသေးတယ်အချို့အတွေ့အကြုံတွေဆိုလို့ရှိရင်အဲဒီ diagnostic ဘိုင်းကိုတကယ်ကိုထက်တဲ့ဝင်လုပ်နေတဲ့မိတ်ဆွေတွေပဲခါဒီမှာဆိုလို့ရှိရင်လဲထွက်နေတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ခါဒီမှာဗာမုတ်တဲ့ပြစ်ချက်လေးရနေပြီးတော့ဒုက္ခပြီးတာတွေရှိတယ်ဥပမာပြရမယ်ဆိုရင်ကျွန်တော်တို့ P0171 code ပေါ့နော်ဘလို့ကုန်မျိုးလဲဆိုတော့ဒီ code ကကျွန်တော်ရှင်းပြခဲ့သလိုပဲ အဲကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဆိုတော့စီလိုင်းလေလိုင်းမီလိုင်းရီလိုင်းပေါ့ဗျာအကုန်လုံးဆက်ရအဲ့နေရာမှာအဲ့ဒီ P071 ကုတ်တက်ပြီးတော့မှအင်ဂျင်ကမငြိမ်တာပေါ့နော်အဲ့ဒီချက်မီလေလင်းမီအဲ့ပြဿနာတက်နေတယ်တော်တော်ဟိုပြစ်ချက်ရှာတာခက်ခဲနေတာပေါ့နော်အဲ့ဒီမှာဘယ်ကသွားပြီးတော့အဲ့ပြစ်ချက်ကသွားတွေ့လဲဆိုတော့ကျွန်တော် brake servo ကပြစ်ချက်သွားတွေ့တာပေါ့နော် brake servo မှာအဲကျွန်တော် brake ကြီးယူထားတဲ့ပုံစံမျိုးတွေ့ရတယ်ဒါပြင် brake ကြီးတွေက ရော့ရော့သွားတယ်ပေါ့နော်ယူစိမ့်မှုမရှိဘဲနဲ့အဲဒီရော့သွားတယ်ယူတာလည်းကောင်းကောင်းမတွေ့ရဘဲနဲ့ရော့သွားတဲ့ပုံစံမျိုးတွေဖြစ်တယ်ဒါအပြင်ပေါ့နော်ဒီ bracer ပေါ်မှာယူထားတဲ့ဆိုတာလည်းချက်ချင်းနဲ့ငင်းယူထားတဲ့ပုံစံမဟုတ်ဘဲနဲ့ဥယင်တော့ကယူထားပြီးတော့မှအာတန်ကြီးတက်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော် bracer ကချက်ချင်းနဲ့ငင်းယူထားတဲ့ပုံစံမျိုးမဟုတ်ဘူးအဲ့ဒီမှာ brake ကပြောမယ်ဆိုရင်အဲလောလောလတ်လတ်ယူစိမ့်ထားခြင်းလဲမတွေ့ရဘဲနဲ့ brake ကနည်းနည်းနည်းချင်းယော့သွားတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘာဘာထပ်ပြီးတော့သတိထားမိလဲဆိုတော့အင်ဂျင်နှိုးလိုက်တဲ့အခါမှာ ိတ်ဇောကနေပြီးတော့မှ break စီအဲကျွန်တော်ညှော်နှက်လိုမျိုးပေါ့နော်မျက်စိဆက်တဲ့ပုံစံမျိုးတွေခံစားရတယ်ဒါကြောင့်ဘာကြောင့်ဖြစ်လဲဆိုတဲ့ပြချက်ကိုရှာတဲ့အခါမှာဒီ break ရဲ့အပေါ်ဆုံးပေါ့ဗျာနော် master cylinder လို့ခေါ်တဲ့ master pan ရဲ့ washer ကမလုံမန်းနဲ့ break servo တွေကိုစီးကြတယ်အဲ့ break servo တွေကနေပြီးတော့မှလေပိုက်တစ်ပိုက်က engine ရဲ့ inlet ခုံးမှာလာပြီးတော့တက်ဆင်ထားတယ်အဲ့တော့ဒီ ဘရိတ်စာပေါ်ကလည်းပောက်ပြီးတော့အဲ့ဒီကနေလေယာဒလဟောအင်ဂျင်တွေကိုဝင်နေတဲ့အခါမှာ PG171 ဆိုတဲ့ကုတ်ကတက်လာခဲ့တယ်ပေါ့နော်ဒီလိုပုံစံမျိုးတက်လာခဲ့တဲ့အတွက်ကျွန်တော်ပြစ်ချက်ရှာတော်တော်လေးခက်တယ်ဘရိတ်ကြောင့် ဒီအင်ဂျင်မိုင်းပြချက်ဖြစ်တယ်ဆိုတာကဒါကဒီပြချက်ဒီမှာဆိုလို့ရှိရင်တီချာကိုလက်တွေ့ပြမှာပဲယုံမဲ့ယုံနိုင်မဲ့ပြချက်မျိုးတွေပေါ့ဗျာနော်ဒီလိုမျိုးပြချက်တွေလည်းကျွန်တော်ကြုံတွေ့ခဲ့ရဘူးပါတယ်ဒါကြောင့်ပေါ့နော်ပြချက်ရှာတဲ့အခါမှာတော့တော်တော်လေးခက်ခဲတယ်အဲ့တော့အင်ဂျင်ချက်မီလင်းတဲ့အပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြန်ပြီးတော့ဆက်ရမယ်ဆိုရင်အင်ဂျင်ချက်မီလင်းရင်တော့ဒီတိုင်းမထားသင့်ပါဘူးအင်ဂျင်ချက်မီလင်းပြီဆိုတာ ਨੇ ကျွန်တော်အနေနဲ့ဒါမဖြစ်မနေ diagnosis scanner ထိုးပြီးတော့စစ်ဆေးစီခြင်းပါတယ်ဖြစ်တဲ့ပြစ်ချက်ကိုလည်းပြုပြင်စီခြင်းပါတယ်ဥမာအောက်ဆီဂျင်ဆန်ဆာပြစ်ချက်ကြောင့်အင်ဂျင်ချက်မီလင်းနေပေါ့ဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအောက်ဆီဂျင်ဆန်ဆာကိုလဲရမယ်ပေါ့နော်အောက်ဆီဂျင်ဆန်ဆာကိုကျွန်တော်ဒါမဖြစ်မနေစစ်ဆေးပြီးတော့လဲပေးတင်တယ်အဲ့တိုင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီတိုင်းရေရှည်ထားမယ်ပေါ့အဲ့ဒီချက်မီလင်းတဲ့အတိုင်းအောက်ဆီဂျင်ဆန်ဆာမကောင်းဆိုတာကျွန်တော်သိတယ်အဲ့ဒါကိုအင်ဂျင်ချက်မီလဲလင်းနေမယ်အဲ့တိုင်းကျွန်တော်မောင်းနေမယ်ဆိုလို့ရှိရင် စီနန်းမှုံမယ်ပထမတစ်ချက်ကစီနန်းနေမှုံမယ်အိတ်ဇောဘိုက်ကနေစီနန်းနေအတိတတာကိုမှုံနေမဲ့နေသားမျိုးအဲ့ဒီမှာနောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတော့လောင်စာစီစာများတဲ့ပြဿနာဖြစ်မယ်အဲ့တော့လောင်စာစီစာများတာကပုံမှန်မဟုတ်တော်တော်ကိုများတာပေါ့နော်အဲ့လိုနေသားမျိုးတွေကြုံတွေ့ရမယ်ဒါပြင်ဘာတွေပါနောက်ဆက်တွဲထပ်ပြီးတော့တွေ့ရအောင်မလဲဆိုတော့အဲ့ဒီ စီလီချိုးများတဲ့ပြစ်ချက်ကနေပြီးတော့ကာဗွန်ဂျိုးတွေတည်မယ်ပလတ်တွေနောက်ဆက်တွဲပြတ်လာမယ်ဒါအပြင်အင်ဂျင်ရဲ့ combustion chamber လို့ခေါ်တဲ့မီးလောင်ခန်းထဲမှာဆိုလို့ရှိရင်ကာဗွန်ဂျိုးတွေတည်ပြီးတော့ knocking ဖြစ်မယ် knocking ဖြစ်လို့ရှိရင် piston တွေပါပဲထွက်တာမျိုးတွေဘားတွေအက်တာမျိုးတွေဘားတွေပဲထွက်တာမျိုးတွေနောက်ဆက်တွဲကအများကြီးပဲဖြစ်မယ်နောက်ဆက်တွဲအနေနဲ့ထပ်ဖြစ်လာနိုင်တာက catalytic converter လို့ခေါ်တဲ့ကြောက်စကား GB တဲ့ပြဿနာတိကြောက်စကားဒီစီလီချိုးတွေများတဲ့အတွက်ကြောက်စကားပိတ်တဲ့ပြဿနာတိဖြစ်စေဖြစ်စေနိုင်ပါတယ်ဒါကြောင့်ပေါ့နော် အင်ဂျင်ချက်မီလင်းပြီဆိုတာနဲ့ဘာကြောင့်လင်းလဲဆိုတာကိုအဖြေရှာပြီးတော့မှကျွန်တော်ဒါပြုပြင်တဲ့နယ်ဆိုတာလေးကိုမိတ်ဆွေတို့ကိုဒါဒီနေ့လိုက်မှမျှဝေကျင်တာဖြစ်ပါတယ်အဲ့တော့အင်ဂျင်ချက်မီလင်းရင်ဘာလို့တင်လဲဆိုရင်တော့ diagnosis scanner နဲ့ထိုးပြီးတော့မှစစ်ဆေးမယ်ပြီးတော့မှဘာကြောင့်ဖြစ်တာလဲဆိုတာကိုအဖြေရှာကြမယ်အဲ့တော့အင်ဂျင်ချက်မီလင်းရင်ဘယ်ချိန်မှလင်းလာလာလဲဘာလို့ပြီးတော့မှလင်းလာလာလဲပေါ့နော်ဒါကိုတော့ကျွန်တော်ဒါတီးဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်အင်ဂျင်ချက်မီလင်းလာတဲ့ပတ်သက်ပြီးတော့တစ်ဆက်တည်းမျှဝေရမယ်ဆိုရင် အင်ဂျင်ချက်မီလင်းတာကကောင်းတဲ့ချိန်ရှိတယ်မကောင်းတဲ့ချိန်ရှိတယ်ကျွန်တော်အနေနဲ့တော့ဖွင့်ထားတဲ့အချိန်မှာအင်ဂျင်ချက်မီလင်းကိုလင်းရမယ်ပေါ့နော်အဲ့တော့တော့ဖွင့်ထားတဲ့အချိန်မှာပါအင်ဂျင်ချက်မီမလင်းဘူးဆိုရင်တော့အင်ဂျင်ချက်မီပျောက်နေတယ်ဆိုရင်တော့ပြဿနာရှိတာကအင်ဂျင်လုံးဝနှိုးမရတဲ့အစီအစီဖြစ်နိုင်ပါတယ်စန်စာတစ်ခုရှော့ကြတာတို့ဒီ ECU ထဲမှာရှိနေတဲ့ circuit ဘိုင်းတစ်ခုရှော့ကြသွားတဲ့အခါမှာအင်ဂျင်ချက်မီပျောက်တတ်ပါတယ်အင်ဂျင်ချက်မီပျောက်တယ်ဆိုလို့ရှင်တော့လုံးဝနှိုးလို့မရတဲ့ပြဿနာတွေဖြစ်စေနိုင်တယ်ပေါ့နော်ဒါကတော့ဖွင့်ထားတဲ့အချိန်မှာအင်ဂျင်ချက်မီလင်းရမယ် အင်ဂျင်နှိုးလိုက်ပြီဆိုလို့ရှိရင်တော့အင်ဂျင်နိုးသွားရင်တော့အင်ဂျင်ချက်မီကပျောက်သွားရမယ်။အဲဒီနေရာမှာတော့တစ်ခါကြရလို့ရှိရင်ဘာတွေတွေးရလဲဆိုတော့ကြော်တာခွာတာတွေပေါ့ဗျာ။အဲတစ်ခါကြရလို့ရှိရင်ဒီထိုင်ခွက်ရဲ့နောက်မှာအင်ဂျင်ချက်မီကိုချာဂျင်မီနဲ့ကြော်တာတို့အင်ဂျင်ချက်မီကိုအင်ဂျင်ဝိုင်မီနဲ့ကြော်တာတို့အဲ့လိုမျိုးတွေလည်းကြုံတွေ့ရတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်အင်ဂျင်ချက်မီကိုကြော်ထားလားဆိုတာကိုလည်းစစ်ဆေးစီခြင်းနဲ့အဆိုးရွားဆုံးကတော့ airbag ကိုကြော်တာပေါ့နော်။ SR ရဲ့ airbag ကို airbag မီကိုလင်းနေတဲ့အတွက်ဒါကားတစ်ခုကြောင့်ပေါ့ဗျာ။ accident ဖြစ်ထားတဲ့အတွက် တိုက်ထားတဲ့အတွက် Evap နဲ့ပတ်သက်ပြီးတော့မှမပြင်ကျင်တော့ဘူးပေါ့နော်အဲ့ခါမှာ Evap မီးကို charging မီးတို့ engine wire မီးတို့ engine ချက်မီးတို့နဲ့ကြော်ကြတာမျိုးတွေလည်းရှိပါတယ်ဒါကတော့မလုပ်သင့်တဲ့အလုပ်တွေဖြစ်ပေမဲ့လည်းတချို့ကြော်တာခွာတာကြီးလုပ်ထားတဲ့အခါမှာကျွန်တော်အနေနဲ့မဖြစ်မနေ diagnosis scanner ကိုသုံးပြီးတော့မှစစ်ဆေးမယ်တကယ်လို့ပြစ်ချက်ကိုတွေ့နေရတဲ့နေရာမှာအဲ့ဒီမီးတွေ မလင်းဘူးဆိုလို့ရှိရင်တော့ဒါကကြော်တာခွာတာလှုပ်တာလို့လို့ကျွန်တော်ဒါအကြံဉာဏ်သိရှိနိုင်တယ်ဗောနော်အဲ့တော့ဒီနေ့ live မှာကတော့ကျွန်တော်အဓိကမျှဝေချင်တာကတော့အင်ဂျင်ချက်မီလင်းရင်ဘာလို့တင်လဲဆိုတဲ့ဟာမှာကျွန်တော်ပြန်ပြီးနှိမ့်ချရမယ်ဆိုရင်တော့ diagnosis scanner ထိုးပြီးတော့မှပြည့်ချက်ကုတ်ကိုဖတ်မယ် live data ကိုကြည့်မယ်အဲ့ဒီပေါ့အဲ့ဒီနှစ်ခုပေါ်မူတည်ပြီးတော့မှဘယ်ပြည့်ချက်လဲဆိုတာကိုဒါဖြည့်ရှင်းပြရမယ်ဆိုတဲ့အားလေးကိုတော့မိတ်ဆွေတို့ကဒါဒီနေ့ live မှာအကြံပြုတာဖြစ်ပါတယ်ခင်ဗျာဒါတော့ဒီနေ့ live မှာမျှဝေချင်တဲ့အင်ဂျင်ချက်မီလင်းရင်ဘာလို့တင်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကို မျှဝေခဲ့တာဖြစ်ပါတယ်အားပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါဆိုတော့ဒီနေ့လိုက်မှာမှတ်ထားတဲ့ comment တချို့ကိုပြန်ပြီးပါအောင်မယ်ခင်ဗျာโอเคကိုထွန်းထွန်းလက်မင်္ဂလာပါခင်ဗျာအားပြီးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့ live လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာဒီနေ့ live မှာဆောင်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဒီနေ့ live မှာ comment မှတ်မိတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ